နော်သူက669အာကြပြီးမှာ669အာထိုးရမယ်ဆိုပြီးတော့ပြပေးခဲ့တယ်သို့တော့သူက669ထွက်သွားတဲ့အတွက်ကို669ကြိုက်တဲ့မိတ်ဆွေတွေဒီဘက်မှာလည်းထိုးလို့ရတယ်ပေါ့နော်ကြိုက်တဲ့မိတ်ဆွေတွေထိုးလို့ရအောင်ဒါဥနဲ့ကလူလေးဆောင်ရင်လည်းပြပေးမယ်နော်ဒီ၃လုံးပေါင်းခွန်း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 ခွန်ဖြစ်ချင်း၄မျိုးကစားတယ်ဒီ၃လုံးပေါင်း၆က၆ထည့်လို့လန့်ထည့်တယ်ဒုတိယကမှလည်းအဲ့လိုပဲ၃လုံးပေါင်းချင်းခွန်းခွန်ဖြစ်ချင်း၄မျိုးကစားတယ်ဒီ၃လုံး၆ကို၆ထည့်လို့လန့်ထည့်တယ် တတိယကလည်းအဲ့လိုပဲ၃လုံးပေါင်းခွန်ဒီ၄မျိုးကစားတယ်၃လုံးပေါင်း၆က၆ထိပ်လိုကစားတယ်ဒါကတိုင်ပင်ကိုတင်လိုက်တာတင်လိုက်တော့ तू ကပထမဦးဆုံးဘာအလုပ်လုပ်ရမလဲဆိုတော့ဒီ၃လုံးပေါင်း၆က၆ထိပ်လိုကစားတဲ့အတွက်အဲ့ဒီနှစ်ထဲကနော်အဲ့ဒီနှစ်ထဲမှာနောက်ထောင်၃လုံး၆လိုဖြစ်တဲ့ဒီကဏ္ဍဒီနော်တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်တဲ့မှာဒီမှာထွက်မှာဒုတိယကလည်းအဲ့လိုပဲဒီသုံးလုံးပေါင်း6က6ထိပ်လို့ကစားလို့ဒီနေ့ထဲကနောက်ထောင်သုံးလုံးပေါင်းရင်เนาะ6 6လို့ဖြစ်တဲ့ကဏ္ဍ ၄သုံး၅ဆိုတဲ့ကဏ္ဍဒီတနည်းနည်းနည်းသုံးနည်း၄နည်းမြောက်တယ်မှာဒီမှာလိုက်ခွင့်မှာနော်အဲ့ဒီတော့ဒီတတိယကတ်မှာလေဒီသုံးလုံးပေါင်း6 6ထိပ်လို့ဖြစ်တယ်အဲ့ဒီလိုဖြစ်လိုက်လို့မို့ဒီသုံးလုံးပေါင်း6လို့ဖြစ်တဲ့နှစ်သေးကနော်6လို့ဖြစ်တဲ့နှစ်သေးကနောက်ထောင်သုံးလုံးပေါင်းကြီး6လို့ဖြစ်တဲ့ဒီ2 5 8ဆိုတဲ့ကဏ္ဍဒီတနည်းနည်းနည်းသုံးနည်း၄နည်းမြောက်တယ်မှာ8 5နှစ်လို့သူထွက်သွားတယ်အဲ့ဒီကထွက်ပြီးကနေကနော်ဦးနိုင်ကဒီလေးလေးကိုဩခဲ့တယ်ဗောနော်လေးလေးကိုဩခဲ့တယ် ဲ့လိုထွက်ပြီးတာနဲ့သူကဒီသုံးလုံးပေါင်းခွန်းလို့ဖြစ်လာရဲ့ဒီဘက်နှစ်မှာတင်ငါးလေးဆိုတဲ့ကဏ္ဍသုံးလုံးပတ်လေခွေတယ်ခွေပြီးတော့ဒီကဏ္ဍလေးလုံးပေါင်းရင်း၈လို့ပုံဒီကစားတယ်ကစားပြီးတော့ဒီ66ဆိုတဲ့ကဏ္ဍဒီအဲ့၄၅နှစ်ထွက်တဲ့နေ့ထဲမှာ66လို့အရင်ထွက်မယ်သူထွက်ပြီးတော့မှသူ့ရဲ့နောက်တဲ့နှစ်မှာခွန်တုံညနှလုံးပေါင်းခွန်ခွန်ပရိနှလုံးပေါင်းခွန်လို့ထောက်ပြီးတော့သူ့ရဲ့တပွဲကျော်က65လေးဆိုတဲ့ကဏ္ဍဒီသူ့ရဲ့အောက်ကိုဆက်ထွက်တယ်သူကနှစ်သီးသားထွက်တာပေါ့နော်နှစ်သီးသားထွက်တယ်အဲ့ဒုတိယကမ်းမှာလည်းအဲ့လိုပဲဒီသုံးလုံးပေါင်းခွန်လို့ဖြစ်ပြီးလို့ဒီဘက်နှစ်မှာ၅၁လို့ခွေတယ် လေးလုံးပေါင်းချင်း၈လို့ဖြစ်တယ်။၅ခွန်ရှိဆိုတဲ့ကဏ္ဍသည်အဲ့ဒီနှစ်ထဲမှာပဲ၅ခွန်ရှိလို့လိုက်ထွက်တယ်။ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာခွန်တုံညာနက်ခတ်ထောက်တယ်ခွန်ပရိတ်လို့ရိုက်တယ်ဒီနှလုံးခွန်လို့ဖြစ်ပြီးတော့သူ့ရဲ့တပွဲကျော်ကအိုးခွန်နှစ်ဆိုတဲ့ကဏ္ဍဒီသူ့အောက်ကိုနှစ်သီးသားအဖြစ်နဲ့လိုက်ထွက်တယ်။ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကန့်မှာလဲအဲ့ဒီလိုပဲဒီသုံးလုံးပေါင်းခွန်လို့ဖြစ်ခဲ့လို့ဒီဘက်နှစ်မှာနော်ဒီဘက်နှစ်မှာ၅၁၄လို့သူခွေတယ်ခွေပြီးတော့ဒီ၄လုံးပေါင်းညာလဲ၈လို့ဖြစ်တယ်ဖြစ်တော့သူ့ဘေးမှာရှိတယ်၄၉၄ဆိုတဲ့ကဏ္ဍဒီဒီ ရှင်ကားနှစ်ကြပြီးတော့လေးကိုလေးဆိုတဲ့ကဏ္ဍကအရင်ထွက်ရမှာအဲ့ဒီလေးကိုလေးလို့ထွက်ပြီးတာနဲ့သူ့ရဲ့နောက်တဲ့နှစ်မှာခွန်တုံညာနက်ခတ်ထောက်တယ်ခွန်ပရိတ်လို့ရိုက်တယ်ဒီနှလုံးခွန်လို့ဖြစ်ပြီးသူ့ရဲ့တပွဲကျော်မှာရှိတယ်669ဆိုတဲ့ကဏ္ဍဒီလေးကိုလေးပတ်လေထွက်ပြီးတာနဲ့669ကနှစ်သီးစာလိုက်ထွက်မယ်ဆိုပြီးတေချာရှင်းပြခဲ့နော်တေချာကိုရှင်းပြခဲ့အဲ့ဒီလေးလေးကိုဆိုတဲ့ကဏ္ဍဒီနော်16ချိန်မှာအဲ့ဥနိုင်ငါအော်ဂနန်ဖြစ်နေကစားတာ၁၈ချိန်မှာလေးလေးကိုပတ်လေထွက်လို့ရင်ဒါ၆၆ကိုက၁၈ချိန်မှာထိုးမယ်ဆိုပြီးတော့တိချာရှင်းပြကြတော့အခုတော့သူကဗျောင်းမြန်ကြီးလုတ်သွားတယ် ဥနိုင်ကိုအမြဲတမ်းအားပေးနေတဲ့နော်အမကန်ဖန်တွေရောအခု तू ကတော့ဗျောင်းမြန်ကြီးထွက်သွားတယ်အဲလီလီကိုဆိုတဲ့ကနန်းဒီ66ကိုထွက်ပြီးတော့ဆက်ပြီးထွက်မယ်ဆိုရင်ကြိုက်တဲ့မိတ်ဆွေတွေထည့်ထိုးလိုက်ပါမကြိုက်တဲ့မိတ်ဆွေတွေကတော့မထိုးနဲ့ပေါ့ဗျာဒီစနစ်တရားနေပြီးတော့66တော့လီကို4142656နော်ဒါလွန်ခဲ့တဲ့တပတ်ကျော်လောက်ကဥနိုင်ပြခဲ့တယ်အဲလီလီကိုကြိုက်တဲ့မိတ်ဆွေတွေကတော့ထည့်ထိုးလိုက်ပါနော်အဲ့တော့ဒီခု696ထွက်သွားတာဒီဦးနိုင်တို့ အမြဲတမ်းကစားနေကြကစားကွက်ပေါ့အကွက်ရှိကစားတယ်ဆိုတော့ तू อ่ะမလာခြင်းလည်းတလုံးမှမတူဘူး तू လာပြီဆိုရင်လည်းဒီကနေ့ကဒီအကွက်ကဒီနေ့ထဲကိုရွှေ့ကိုရွှေ့ရမယ်ဆိုရင်လုံးဝကိုမြင်းလို့မရအောင်ကိုတဲ့တဲ့မှမှရွှေ့တယ်နော်ဒီဒါတရကလေးတွေပြောပြတာပေါ့နော်ဒါ6 9 6ဆိုကြတယ်ကနေ့ဒီအကွက်ရွှေ့ဖြစ်နေထွက်တယ်အဲ့တော့အဲ့လိုအကွက်ရွှေ့ကနေ့ကိုဦးနိုင်ကအချိန်တိုင်းကစားတယ်ကစားနေဆိုတာကလွဲရင်လည်းအကုန်လွဲလာရင်လည်းပြီးလို့ကိုမရအောင်လွတ်မလွတ်တော့ဘူးပေါ့နော်ပေါ့မှာသိကြတယ် နော်အဲ့တော့အခုပြမှာကစနစ်တစ်ခုကို frame တည်ပြီးတော့လုံးကောက်စနစ်နဲ့နဲ့ကစားပြမယ်ပေါ့နော်လုံးကောက်စနစ်နဲ့နဲ့ကစားပြမယ်အဲ့တော့ဒီမှာဦးနှံတို့နှစ်ဦးမှာ၃ပြည့်လို့ရိုက်တယ်၃ပြည့်လို့ရိုက်ပြီးတာနဲ့တစ်နှစ်နှစ်နှစ်၃နှစ်၄နှစ်၅နှစ်ချပြီးတော့၃ညနှစ်ခါ၅ပြည့်လို့ရိုက်တယ်တစ်ခါနဲ့၅ပြည့်ရိုက်တယ်တစ်ခါနဲ့၅ပြည့်ရိုက်ပြီးတာနဲ့နောက်တစ်နှစ်မှာခွန်ခါနောက်တစ်နှစ်မှာ၃ချိန်မှာခွန်ပြည့် ဲ့မှာကစားတယ်ဒုတိယတစ်ခါသုံးပတိလို့ရိုက်တယ်၅နှစ်ကြားတယ်တိခါနဲ့၅ပတိခွန်ခါခွန်ပတိနော်ဒီခါကြားထဲမှာသုံးပတိလို့ရိုက်တယ်၅နှစ်ကြားတယ်တိခါနဲ့၅ပတိခွန်ခါနောက်တစ်နှစ်မှာသုံးချိန်မှာခွန်ပတိလို့ရိုက်တယ်ရိုက်တော့ပထမဦးဆုံးဒီသုံးပတိလို့ရိုက်တာရဲ့အောက်ကဒီကနန်းဒီအဲ့ဒီနှစ်ထဲမှာအဲ့ဒီကနန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြအဖြစ်နဲ့ကစားတယ် မကစားတယ်နော်အဲ့တော့ဒီ၃ပရိရဲ့အောက်ကဒီကဏ္ဍကလည်းအဲ့ဒီနေ့ထဲမှာပြန်ကြဖြစ်နေကစားတယ်နော်ဒီ၃ပရိရဲ့အောက်ကဒီကဏ္ဍကလည်းအဲ့ဒီနေ့ထဲမှာပြန်ကြဖြစ်နေကစားခဲ့တယ်ပေါ့နော်ဒီကောင်းပြီအဲ့ဒီလိုကြီးကစားခဲ့ပြီးတာနဲ့သူနဲ့တိုင်ပင်အကွာဝေးအတူတူမှာဒီမှာခွန်းဒီမှာလေးဒီနေရာမှာတုံညာလို့လှန်ချက်ခွန်းတုံညာလေးလို့သုံးလုံးလှန်ခွေတယ်အဲ့ဒီကနေပြီးတော့သူနဲ့တိုင်ပင်အကွာဝေးတူတူမှာဒီမှာခွန်းဒီမှာလေးဒီမှာတုံညလို့ခွန်းတုံညခွန်းလေးတုံညလို့လှန့်ထည့်တယ် အဲ့ဒီကနေပြီးတော့တိုင်ပင်ကွာဝေးအတူတူမှာဒီမှာခွန်ဒီမှာလေးဒီမှာတုံညာလို့သူကလှမ်းပြီးထည့်လိုက်တယ်နော်အဲ့ဒီလိုထည့်ပြီးတာနဲ့ဒီလေးလို့ပိတ်ပြီးတာနဲ့သူ့ရဲ့ဒီဘက်နှစ်ကွာဝေးအတူတူမှာသုံးပိတ်လို့ရိုက်တယ်သုံးပိတ်လို့ရိုက်ပြီးတာနဲ့ဒီသုံးလုံးကိုးကဒီသုံးလုံးကိုးလို့လန့်ထည့်တယ်နော်ဒုတိယကမှလည်းဒီလေးလို့ပိတ်တယ်သူ့ရဲ့ဒီဘက်နှစ်16ချိန်ပါလေသုံးပိတ်လို့လန့်ထည့်တယ်ဒီသုံးလုံးကိုးကဒီသုံးလုံးကိုးလို့ပြန်ထည့်နော်ခုတတိယကမှလည်းလေးလို့ပိတ်တာရဲ့ဒီဘက်နှစ်ပါသုံးပိတ်လို့လန့်ထည့်တယ် ီသုံးလုံး၉ကိုလေဒီသုံးလုံး၉လို့သူကပြန်ထည့်တယ်အဲ့တော့ဒါ frame ကိုတည်လိုက်တာတည်လိုက်တော့ကောင်းပြီအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့เนาะအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ပထမဖြစ်စဉ်မှာတော့ဥငယ်တို့ဒါ timing ကိုတည်လိုက်တယ်အကုန်လုံးသူကလုံးဒီပါစီကစားခဲ့ပြီကစားခဲ့တော့ဒီသုံးပိတ်ကိုဒီလိုကိုဒီလိုကိုလို့ဖြစ်တော့ဒီနေရာမှာရှင်းနောက်ပိတ်เนาะရှင်းနောက်ပိတ်ရဲ့သူနဲ့ timing ကွာဝဲတူတူဒီမှာကိုခါရဲ့เนาะသူနဲ့ timing ကွာဝဲတူတူဒီမှာတင့်နောက်ပိတ်ဒီခွန်ရဲ့ဇောင်းမှာတစ်ပိတ်တယ်ဒီ6ရဲ့တပွဲကြော်မှာကိုခါတယ် ဒီ၃လုံး၉ရအောင်မှာရှစ်ပိတ်တယ်အဲ့တော့ဒီရှစ်၉၁ဆိုတဲ့ကဏ္ဍပတ်လေဒီဒီခွန်ပရိတ်လို့ကြားတဲ့နေ့ထဲမှာရှစ်၉၁ဆိုတဲ့ကဏ္ဍပတ်လေဒီမှာကြားတယ်နော်သူကြားတော့မယ့်အချိန်မှာဘယ်ဘယ်လိုပုံစံမျိုးနဲ့ကြားမှာလဲဆိုတော့ဒီ၃လုံးပေါင်းခြင်း၅ပရိတ်၅လို့လှမ်းထည့်တယ်အဲ့ဒီ၅ဒီဒီနေရာမှာ၅ထည့်လို့ရိုက်တယ်ရိုက်ပြီးတော့မှအဲ့ဒီ၅ကိုဒီ၃လုံး၅လို့ထည့်ပြီးတော့မှ၅ဖြစ်ခြင်း၄မျိုးခွေပြီးတော့မှ၈၁၉ဆိုတဲ့လုံကောက်စနစ်နဲ့ဒီနေရာလေးကိုကစားတယ် ူမကစားခင်မှာသူ့ရဲ့အပေါ်မှာကိုးထိတ်လို့ကစားခဲ့မယ်ဒီမှာအဘူးခွားလို့ကစားခဲ့မယ်ဒါတဲ့ရှုံမှာသူ့လိုထည့်မယ်လို့ရတယ်နောက်ထပ်တောက်တယ်အများကြီးရှိသေးတယ်เนาะအဲ့တော့ကောင်းတယ်ပေါ့ဒုတိယကမှလည်းအဲ့လိုပဲသုံးပရေဒီလိုကိုးဒီလိုကိုးလို့ဖြစ်တဲ့အောက်မှာဒီမှာရှစ်လို့ပိတ်တယ်ဒီ6ရဲ့တပွဲကျော်မှာကိုးခါလို့ဖြစ်တယ်เนาะဒီခွန်ရဲ့ဒီဆောင်မှာတစ်လို့ပိတ်တယ်1 6ဆိုကနန်း၃လုံးပတ်လေကဒီခွန်ပရိတ်လို့ကြားတဲ့နေ့ထဲမှာပဲ1 6ဆိုတဲ့ကနန်းပတ်လေဒီမှာလာကြတယ်သူကြောင်းတော့မဲ့အချိန်မှာ ပထမကံမှာ9လို့ဖြစ်တော့ဒုတိယကံမှာဒီ3လုံး6က6ပရိတ်လို့ရိုက်တယ်အဲ့ဒီ6ဒီ6ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီ3လုံး6လို့ခွေပြီးတော့မှသူ့ရဲ့ဆောင်6ဖြစ်စဉ်4မျိုးခွေပြီးတော့မှဒီမှာရိုက်တယ်အဲ့လိုရိုက်ပြီးတော့မှဒီမှာ9ထိတ်လို့ပုံတွေထောက်တယ်ထောက်ပြီးတော့မှသူ့အောင်မှာအပူခွားလို့ရိုက်တယ်เนาะအများကြီးပဲအဲ့တော့ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယအကံမှာเนาะ3ပရိတ်လို့လည်းထောက်တယ်ဒီလို9ဒီလို9လို့လည်းကစားတယ်သူ့ရဲ့အောင်မှာ6နောက်ပိတ်လို့ကစားတယ်6ခါရဲ့တပွဲစုံမှာ9ခါလို့ရိုက်တယ်ဒီခွန်ရက်ဒီဆောင်မှာ1ပိတ်လို့ရိုက်တယ်အဲ့တော့ ရှစ်ရက်၉ရက်၁ရက်ရှစ်၉၁ဆိုတဲ့ကဏ္ဍဒီဒီခွန်ပရိတ်လို့ကြားတယ်နှစ်ထဲနော်၂000နဲ့2000နဲ့ဟိုကကြာမှာပေါ့ခုနေ25ခုနေကြာမှာပေါ့နော်အဲ့တော့2020နဲ့5ခုနေတဲ့မှာအဲ့လုံးောက်189ဆိုတဲ့ကဏ္ဍလေးကဒီနေရာလေးကိုဦးနိုင်ကကြာနေတာ ကြာကျင်တော့ပထမကတ်မှာ9ဒုတိယကတ်မှာ6ခုတတိယကတ်မှာဒီသုံးလုံးပေါင်းခြင်းခွန်ကိုဗရိတ်ခွန်လို့ရိုက်တယ်အဲ့ဒီခွန်ကလည်းခွန်ထိတ်လို့ရိုက်တယ်ရိုက်ပြီးတော့မှဒီသုံးလုံးခွန်လို့ဖြစ်တဲ့အတွက်ဒီနေရာလေးမှာတီကိုရှိဆိုတဲ့ကနံပါတ်လေးကြာကျင်တာသူမကြခင်မှာဒီနေရာလေးမှာလည်းကိုထိတ်လို့ပုံစံထောက်တယ်သူ့အောက်မှာလည်းအပူခွားလို့ရိုက်တယ်ရိုက်ပြီးတော့မှဒါကြာကျင်တာဆိုတော့အင်မတန်ကောင်းပါတယ်ပေါ့နော်အဲ့ဥနေကတော့ဒီကိုတစ်ရှိလို့ပဲအဆင်ပြေတယ်လို့နေရာလေးကိုရွေးပြထားတယ်ကြိုက်တဲ့မိဆွေတွေကအာပြီးထိုးလိုက်ပေါ့နော်နှစ်လို့ကြာ၁၀ချိန်မှာအော်ဂနိုက်ထုတ်ခဲ့တဲ့ကနံလေးပေါ့နော်၁၀ချိန်မှာ ဆယ်ချိန်မှာဒီကနန်းကိုလုံးဝអော်ခဲ့တယ်သို့တော့ तू อ่ะချင်းမှာမာယာများတယ်ဆိုတဲ့အတိုင်းပေါ့နော်အဲ့ तू อ่ะမာယာများတယ်ဆယ်ချိန်မှာမပြီးချင်မင်းနဲ့မပြီးဘဲနဲ့ဒါအချိန်နဲ့ဆယ်ကိုဒါပြီးချင်လို့မို့စောင့်မြန်နေသလားပေါ့နော်အဲ့တော့ကောင်းပြီအခုဒါလေးကဆယ်နေစီလိုင်းလေးခေါ်တာပေါ့နော်ဒီသုံးလုံးပေါင်းရင်ကိုကိုဒီနှလုံးကိုလို့ထည့်ကိုပါပါ၄ပြိတ်လို့ထည့်ထည့်ပြီးတော့မှဒီသုံးလုံးတုံညကိုဒီနှလုံးတုံညလို့ထည့်တယ်။ကြံတဲ့အထောက်တောက်တွေအကုန်လုံးဖြုတ်ထားကြတယ်နော်။ရှင်းရှင်းလင်းလင်းမြင်အောင်လို့ပေါ့ ဒုတိယကမှာလည်းအဲ့လိုပဲဒီသုံးလုံးပေါင်း၉ကိုဒီနှလုံး၉တယ်ကိုးပါမှာ၄ပြိတ်လို့ထည့်တယ်ဒီသုံးလုံး၃ညကိုဒီနှလုံး၃ညလို့ထည့်တတိယကမှာလည်းအဲ့လိုပဲဒီသုံးလုံး၉ကိုဒီနှလုံး၉လို့ကစားတယ်သူ့ရဲ့နောက်တဲ့နှစ်မှာ၄ပြိတ်လို့ရိုက်တယ်ဒီသုံးလုံးပေါင်း၃ညကိုဒီနှလုံး၃ညလို့သူထည့်တယ်ဒါတိုင်မင်ကိုဦးနဲ့ငါတည်လိုက်တယ်နော်၉တွေ၄တွေ၃ညတွေဖြစ်စဉ်ကိုတိုင်တည်လိုက်တယ်တည်လိုက်တော့ကောင်းပြီဒါဆိုရင်လုံးကောက်စနစ်နဲ့တော့ဘယ်လိုယူမှာလဲနော်လုံးကောက်စနစ်နဲ့ဘယ်လိုယူမှာလဲဆိုတော့ကောင်းပြီဒီသုံးလုံး၉လို့ဖြစ်လာရဲ့ဘေးမှာဒီမှာနှစ်ထိပ်၃ခါ နှစ်ထိပ်သုံးခါလို့ဖြစ်ပြတာ ਨੇ နော်ဒီနှလုံးဖြစ်စေလို့ဖြစ်တဲ့နှစ်ထဲမှာဆက်တဲ့ချိန်မှာခွန်ခါနှစ်သုံးခွန်ဆိုပြီးတော့တစ်ချက်လို့ထည့်လိုက်တယ်ဒုတိယကမှလည်းအဲ့လိုပဲဒီတောင်းလုံး၉လို့ဖြစ်တဲ့ရဲ့ဘေးမှာ၃ထိပ်နှစ်ခါ၃ထိပ်နှစ်ခါကိုမှဒီနှလုံးပေါင်း၁၀လို့ဖြစ်တာရဲ့နှစ်ထဲမှာဆက်တဲ့ချိန်မှာခွန်ခါအဲ့တော့၃နှစ်ခွန်လို့ပဲသူကပြန်ထည့်တယ်တတိယကမှလည်းအဲ့လိုပဲဒီတောင်းလုံး၉လို့ဖြစ်တဲ့ရဲ့ဘေးမှာနှစ်ထိပ်၃ခါ၂၃အတွဲကိုဒီနှလုံးပေါင်း၁၀လို့ဖြစ်တာရဲ့ နှစ်ထဲဆက်တဲ့ချိန်မှာခွန်ခါလို့ပြန်ထည့်တယ်အဲ့တော့နှစ်သုံးခွန်လို့ပဲသူကပြန်ထည့်တယ်နော်ကောင်းပြီဒါဆိုရင်ဒီပထမအကတ်မှာနှစ်သုံးခွန်လို့ဒီလိုထည့်လိုက်တော့အဲ့ဒီနေရာနဲ့ပြီးသလားဆိုတော့မပြီးဘူးဗျာအဲ့ဒီနှစ်သုံးခွန်လို့အဲ့လိုထည့်ပြီးတာနဲ့ဒီနှစ်ထဲမှာတခါအောက်မှာ73ချိန်73ချိန်မှာ3ထိတ်1နှစ်3 4ပိတ်ကြလိုက်တော့နှစ်ပိတ်နော်သူရဲ့နောက်တစ်နှစ်မှာ1နှစ်3 4ပိတ်မှာခွန်ထိတ်3နှစ်ခွန်လို့ပြန်ထည့်တယ် ကောင်းပြီဒါဆိုရင်ဒီမှာလည်းအဲ့လိုပဲ၃နှစ်ခွန်းလို့ဒီမှာထည့်ပြတာ ਨੇ တခါ73ချိန်မှာ၃ထိပ်1နှစ်3 4ပင်ကျော်လိုက်တော့2ပိတ်နော်သူရဲ့နောက်တဲ့နှစ်1နှစ်3 4ပင်မှာခွန်းထိပ်ဆိုတော့၃နှစ်ခွန်းလို့ပဲသူကပြန်ထည့်တယ်ဟုတ်ပြီဒါဆိုရင်ဒီမှာလည်း2ရယ်3ရယ်ခွန်းရယ်2 3ခွန်းလို့ဖြစ်တယ်ဖြစ်တော့အဲ့ဒီနှစ်ထဲမှာ73ချိန်မှာ2ထိပ်1နှစ်3 4ပင်ကျော်တော့3အပိတ်နော်1နှစ်3 4ပင်မှာခွန်းထိပ်2 3ခွန်းလို့ပဲသူပြန်ထည့်တယ် ဲ့တော့ဖြတ်ချက်ထည့်တာပေါ့နော်ကောင်းပြီအဲ့တော့အဲ့ဒီ2 3ခွန်ကိုဒီမှာ3 2ခွန်လို့ထည့်တဲ့အတွက်ဒီ9ဆွန်းတဲ့ဂုဏ်နေထဲမှာအဲ့ဒီ2 3ခွန်ဆိုတဲ့ကဏ္ဍဒီလာထွက်တယ်ထွက်တော့မဲ့ချိန်မှာဒီနေရာမှာရှင်းနှလုံးပေါင်း4လို့ထောက်ပြီးတော့ထွက်တယ်ဒုတိယကမ်းမှာလည်းအဲ့လိုပဲ3 2ခွန်လို့ထည့်ပြီးတော့3 2ခွန်လို့ပြန်ထည့်လိုက်တဲ့အတွက်9ဆွန်းတဲ့ဂုဏ်နေထဲမှာ2 3ခွန်ဆိုတဲ့ကဏ္ဍပါလေထွက်တယ်အဲ့ဒီနေရာမှာရှင်းနှလုံးပေါင်းဒီ4လို့ထောက်တာ ခုတတိယကံမှာ230လို့ထည့်ပြီးတာ ਨੇ ဒီမှာလည်း230လို့ပြန်ထည့်လိုက်တဲ့အတွက်ငါးဆွန်းတဲ့ခုနှစ်မှာဒါဒီနေရာလေးမှာ230ဆိုတဲ့ကဏ္ဍဒီရှင်းနှလုံးပေါင်း၄လို့လည်းထောက်ထားတယ်ဒီနေရာလေးကိုထိုးချင်တာအကယ်၍အဲ့မှာမပေးရင်ကတော့ဒီမှာနှလုံးပေါင်း၄လို့ထောက်တယ်ဒီဒီချိန်ပဲကျန်တော့တာပေါ့နော်ဒါပေမဲ့လည်းသူကအကျင့်ရောပါတယ်နော်အဲ့တော့၁၀ချိန်မှာဦးနိုင်တို့ထိုးခဲ့တာဒီဘာကြောင့်ထိုးခဲ့လဲအဲ့တော့ကောင်းပြီဒီမှာဒီ3နှစ်ခွန်းလို့ထောက်လိုက်တဲ့အချိန်မှာဒီမှာခွန်ထိတ်ဒီခွန်ထိတ်ကြောင့်ဒီထိတ်စီး3လုံး6နဲ့တင်းအောင်ပိနေခွန်းလို့ဖြစ်လို့အဲ3နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီ တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်မှထွက်တာဒုတိယအကမှလည်းအဲ့လိုပဲဒီ၃နှစ်ခွန်းဆိုတဲ့ကဏ္ဍဒီဒီမှာ၄ထိပ်အဲ့ဒီ၄ထိပ်ကြောင့်ဒီ၃လုံး၂နဲ့၂နောက်ပိတ်နဲ့၄လို့ဖြစ်လို့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မှသူကလာထွက်တာဟုတ်ပြီဒါဆိုရင်ဒီမှာ၂၃ခွန်းဆိုတဲ့ကဏ္ဍဒီဒီမှာ၃ညထိပ်အဲ့ဒီ၃ညထိပ်ကြောင့်ဒီ၃လုံးပေါင်း၃ညဒီ၃လုံးပေါင်း၃နဲ့ဒီက9နောက်ပိတ်နဲ့၃ညထိပ်ကြောင့်၃ညလို့ဖြစ်လို့မို့အဲ့နှစ်သုံးခွန်းဆိုတဲ့ကဏ္ဍဒီ၁၀ချိန်မှာပါအောကဏ္ဍဖြစ်နေကစားခဲ့တယ်မထွက်ခဲ့ဘူးဒါအခုအချိန်နဲ့ဆင်ပါ ထွက်ရှင်တာပေါ့နော်စေဒီမှာတော့ဥနဲ့တို့ဒါပန်တူတန် organ ဖြစ်နေကစားခဲ့တာဘာဖြစ်လဲဆိုတော့အဲ့ဒီမှာ तू ကရှင်နှလုံးပေါင်း၄လို့ထောက်တဲ့အချိန်မှာ၄တုံညာ၃ပတ်လေဒီမှာရှင်နှလုံးပေါင်း၄လို့ထောက်တဲ့အချိန်မှာ၄တုံညာ၄ပတ်လေဒီမှာလဲအဲ့လိုပဲဒီဒီစေဒီမှာတော့ရှင်နှလုံးပေါင်း၄လို့တော့မထောက်ဘူး၄တုံညာ၅ပတ်လေလို့ထောက်ထားခဲ့တယ်၄တုံညာ၃ပတ်လေ၄တုံညာ၄ပတ်လေ၄တုံညာ၅ပတ်လေလဲထောက်နေပြီအချိန်ကြီးအပြင်လဲစေချိန်အချိန်နဲ့ဆယ်မှာထွက်ရမယ်ဆိုတော့စေချိန်မှာမထွက်ခဲ့ဘူးအခုအချိန်နဲ့ဆယ်မှာကြတော့ရှေ့ပေါင်း၄နဲ့ तू ကလာထောက်ပေးထားတယ်နော်ဒီခွန် ဒီ3လုံး6နဲ့1နဲ့9ကြောက်9ချိန်မှာထွက်မယ်ရှေးပေါင်း၄ထောက်တယ်ဒီ၄ဒီ3လုံး2နဲ့2နောက်ပိတ်နဲ့4လို့ဖြစ်လို့4ချိန်မှာထွက်မယ်ရှေးပေါင်း၄ထောက်ပေးထားတယ်နော်အဲ့တော့ဒီ3ညဒီ3လုံး3နဲ့ဒီ9နဲ့3ညလို့ဖြစ်လို့10ချိန်မှာတော့မထွက်ခဲ့ဘူးအချိန်20မှာထွက်ဖို့တော့ကိုဒီနေ့လုံးပေါင်း4လို့ထောက်ပေးထားတယ်ပေါ့နော်